ကြာပါရင်ကပိယမင်းလက်စွမ်းပြလိုက်တာပေါ့ Okay okay အဲ့လိုပြောပြီးငပိန်ကသူ့ရဲ့တိုင်းခွက်တီကိုတစ်ခုပြီးတစ်ခုထုတ်ပြနေကြတော့ရီဟာအဲ့ဒါဘာလုပ်နေရလဲကပြနေရလားဘာလုပ်နေမဲသိအောင်လာပြီဗျာအဲ့လိုပြောပြီးငပိန်ကတရဲကိုသူ့ကံကြံပြီးပြီနဲ့လှုပ်ကန်နေရောရီအာအမလေးဗျာတော်တော်ပါတော့ တရတော့ဖိုးသူတို့အဖွဲ့သားတွေတော်ရဲကိုဟင်းစားရှာဖို့အတွက်ရောက်နေခဲ့ကြတာပါတမနဲ့လုံးလမ်းလျှောက်လာတော့ငပိန်ကရေးစားလာခဲ့တော်တယ်ဟဲ့အောင်မင်းတို့ရေးမစားကြဘူးလားငါလေးစောစောတွေကရေးတော့ခြင်းနေရဘလို့ဆိုမငါလေးအိမ်ကနေရေးဖို့ယူမလာမိဘူးဟာဒါဆိုတလုံးလုံးလေတို့တွေရေးရှိနိုင်မင်းနေအောင်ရင်ရှာပြီးမှဟင်းစားရှာကြတာပေါ့အဲ့လိုလောက်တာပေါ့ဒါနဲ့ ဒီနားမှာရေရပင်နာရှိနိုင်မလဲ။အင်းဒိုးရောက်နေရနားဆိုခုဘနာမှာရေရင်းရောက်ရှိတော့တယ်ဟ။ Okay လေ။အဲ့လိုဆိုလဲမင်းပြောတဲ့ဘက်ကိုသွားကြည့်ကြရပေါ့။ဒါလို့နေသူတို့အဖွဲ့လေရေရှိနိုင်တဲ့ဘက်ကိုထွက်လာခဲ့လိုက်ကြတာ။အိမ်တော်ပို့ထူးလို့လေရေရင်းရောက်ရှိတဲ့နေရာကိုရောက်လာခဲ့ကြတယ်။ ဒီတခါတော့ငပိန်လမ်းပြတာမှန်နေသားပဲတော်တယ်မလားတော်ပါတယ်ငပိန်ရဲ့ကဲရေသားဖို့အရင်လောက်ကြတာပေါ့ဒါနဲ့တို့တွေသရွက်ကိုခွက်လုပ်ပြီးတော့ရေခက်တောက်ကြမလားကောင်းတာပဲဒါလို့နဲ့ပို့ထုတို့လေးသရွက်ကိုကတော့လုပ်ပြီးတော့ရေခက်တောက်လိုက်ကြတယ်ဝါခုမှပဲရေစားတာပြေသွားတော့တယ်ငါမနဲ့ကအိမ်ကနေငကြောက်ကြရင်နဲ့စားလာခဲ့တာဟာအဲ့ဒါမို့ခါတိုင်းတက်ကိုရေပိုစားနေရရေတောက်ပြီးတော့ ။တဏျာကိုစိုက်ကြည့်နေတဲ့တုပ်ပေါ်ဟာဟာဖျောက်နေ။ခေါနာကိုကြည့်ကြစမ်းမအောင်ဟာ။ဘယ်နာလေ။ခေါနာလေကွာ။ခုမှတွေ့လား။အလင်းနေပြားထွက်နေရ။ဟုတ်သားပဲ။မိဘကြီးကိုအရန်လင်းနေရဆိုတော့အဲ့ဒီအလင်းကဘာအလင်းဖြစ်လာမလဲ။ဟမ်။မီးရှို့နေရဲ့အလင်းမဟုတ်ဘူးလား။မီးရှို့နေမီးခိုးတွေမြင်မှာပေါ့ဟာ။ခုကအလင်းကြီးပဲမြင်နေရတယ်ဟောင်း။ဒါဆိုဗာမန်းသိရအောင်တို့တွေအနည်းကသွားကြည့်ကြမလား။ဟမ်။ဖိုးတူတော့ဇလန်းကစပြန်ပြီ။ တို့တွေဟင်းစားလာရှာကြတာနော်ခုထိဘိုင်းစားမှလည်းမရသေးဘူးအဲ့ဒါတတိယအောင်ဟင်းစားကနောက်မှရှာလို့ရပါတယ်ဟာအဲ့ဒီလင်းနေရင်ရှာဗာမန်းတီအောင်တွားကြည့်ကြတာပေါ့အဲ့လိုပြောပြီးတော့ပိုသူတို့သုံးယောက်သာထွက်သွားခဲ့တဲ့အတွက်တော်ဘုံကကြည့်ရနေကြတော့တာဟာဟဲ့အောင်မင်းတို့ကြံမဟုတ်သေးဘူးနော်ဒီလိုနဲ့တုတ်ပေါ်လေသူစကားနာမထောင်နေဖိုးသူတို့နောက်ကိုအပြေးလိုက်သွားခဲ့တာပါ အလင်းတွေပြတ်ထက်နေရဲ့နားဟုရောက်မှာတော့အကုန်လုံးကအာအသင်သွားခဲ့ကြတယ်။အเจ้าကတော့အဲ့ဒီအလင်းကအိမ်ဝကြီးစီကနေပြတ်ထွက်နေရအเจ้าမှာ။ဟမ်။ဝါ။အိမ်ကထူးဆန်းလိုက်တာ။ဘာလို့အထက်ရနေရဲ့အလင်းတွေပြတ်ထွက်နေရလဲမသိဘူး။အဲ့ဒီအိမ်ကြီးထဲမှာစုံမီလုံးရှိနေရများလား။အဲ့ဒါကြောင့်မင်းတို့ပြောတာပဲဒီနားကိုမလာသိဘူးလို့အယိုကြီးကိုအကဲကဲကြည့်နေဖို့သူဟဲ့ ခမချိတ်တာရင်းစားကိုတွေ့ကြတာဝင်းသူများသာပြန်ထွက်နိုင်ပြီတဲ့မထူးဆန်းဘူးလားဟုတ်တာပဲဒီအိမ်ကြီးကတိတ်ကိုစမ်းကြတဲ့အိမ်ကြီးပဲဖြစ်ရမှာဘလို့လဲတို့တွေအဲ့ဒီအိမ်ကြီးတွေဝင်ကြည့်ကြမလားကောင်းတာပဲဝင်ကြည့်ကြတာပေါ့ငါတော့မလိုက်ဘူးနော်ဘာမှမသိတဲ့အိမ်ကြီးတွေကိုငါတော့မဝင်ရဲဘူးကြောက်တယ်ဒါစမ်းမှာကွာမင်းရလေရှောက်ကြဖြစ်ပြီးတော့ကြောက်မနေစမ်းမှာနဲ့ဘလို့နဲ့ငပိလဲတုတ်ပေါင်းကိုဆွဲခို့လို့အိမ်ကြီးတွေကိုအတူဝင်သွားလိုက်ကြတာ အင်ယိုကြီးကအန်နီရီနဲ့စီးကြုံနေအောင်တော့သူတို့အဖွဲ့သားတွေမသိခဲ့ကြပါဘူးအင်ယိုကြီးတဲ့ကိုရောက်မှာတော့အကုန်လုံးကထပ်ပြီးတော့အန်အားသိနေခဲ့ကြတယ်အเจ้าမှာတော့အင်ယိုကြီးတဲ့မှာခန်းနေများကြီးရှိနေရကြမှာဝါအင်ယိုကြီးတဲ့မှာခန်းနေများကြီးရှိနေရပြီဟုတ်တယ်ဟာဒါနဲ့အပြင်ကနေမြင်နေရတဲ့အလင်းကဘယ်ရထွက်လာလဲအင်းတော့တော်တော်ဒုစရနေအပြင်ကနေမြင်နေရတာကို ခုအထက်ရောက်တော့ဘာလင်းမှမတွေ့ရပါလားဟာငါမပြောဘူးလားဒီနေရာအဆင်မပြေတော့ပါဘူးလို့ပြင်မာမှာတော့ပေါ့ရာ ခုလည်းစမ်းကြည့်နေရဆိုတော့ဒီခန်းနေထဲမှာပို့ထုဆက်လောက်တယ်ဘလို့လဲဝင်သွားကြည့်ကြမလားဟာโอเคလေးသွားကြတာပေါ့ဒါလို့နေပို့ထုတို့အဖွဲလေးအကန်တကန်လေးကိုဝင်သွားခဲ့တော့တယ်ကန်ကန်နဲ့ဝင်လာခဲ့ပြီးနောက်တော့ရေအိုင်တိုင်ရှိအာနာကို ရောက်လာခဲ့တာပါ ဒါဘလို့ဖြစ်တာလဲငါတို့ဆော့ဆော့ဝင်လာအခန်းထဲကိုပါခုပြင်ကိုရောက်နေတယ်ဟာဒါအပြင်မှာရှိနေရမဟုတ်ဘူးတော်ပေါ်ရဒို့ကူရှိနေရဒို့တွေဝင်လာတဲ့ခန်းထဲမှာပဲဟုတ်တော့တယ်ဟာဟိုမှာဆိုင်းမုံလေးရှိနေရထွက်လန်းကိုရှာခြင်းရင်ရှင်ထဲကိုခုံဆင်းมาတဲ့ဒါဆိုဒီရင်ကြီးထဲကိုဝင်ပြီးတဲ့သူကဖက်ပေါက်ရှာမှတင်နေဝါဒီရင်ကြီးကဝင်ကဘာအင်ဂျီလာမသိဘူးနော်အဲ့လို့ဆိုရင်ဘယ်လိုလုပ်ကြမလဲရှင်ထဲကိုခုံဆင်းကြမှာလားอืม ဲ့လိုပဲလုပ်ကြည့်ရမှာပေါ့မဟုတ်သေးဘူးနော်ရေထဲကုန်စင်းလို့အဆင်ပြေပါမလားပြေပါတယ်တော်ဘွယ်လာပါမင်းဒီမှာနေနေအပြင်ကိုပြန်ထွက်နိုင်မှာမဟုတ်တော့ကဲအဲ့လိုဆိုရင် ready 1 2 3 3ဆိုတာနဲ့အကုန်လုံးကရေထဲကိုခုံစင်းသွားခဲ့ကြတယ်ရေထဲကိုခုံစင်းလိုက်ပြီးနောက်တော့တော်စီတစ်ခုတည်းကိုရောက်သွားခဲ့တာပါ ခုရှိအိမ်မှာလမ်းပြထားတဲ့အတိုင်းရှင်နဲ့ကိုခုံဆင်းလာခဲ့ပြီမြင်အပြင်ကိုပြင်မြောက်နိုင်သေးတာများလားအေးနော်ဘလို့ဖြစ်တာပါလဲကဲအဲ့လိုဆိုဘလို့လုပ်ကြမလဲအိမ်ကြီးတဲ့ကိုဝင်လာခြင်းနဲ့အတူခုတော့တိပြီမဟုတ်လားအရန်လည်းမစိုးရင်မနဲ့အပြင်ကိုပြန်ထွက်ဖို့လမ်းရှိမှာပါငါတော့ခုလိုစွန့်စားရတာကိုကြိုက်တယ်ဟုတ်တယ်ငါရောပဲကဲပါနင်တို့ကြိုက်တာမကြိုက်တာရင်နောက်တာခုဘလို့ဆက်လုပ်ကြမလဲမိဘိုင်းအဲ့လိုပြောနေတော့ သူတို့နာမရှိနေတဲ့တပည့်တပင်ကစကားပြောလာခဲ့တာပါမင်းတို့အဖွဲ့ကဒီအကြီးကြီးကနေပြန်ထွက်နိုင်မယ်လဲရှာနေကြတာများလားတပည့်ကြီးကရုတ်တရက်စကားပြောလာတော့အကုန်လုံးကထိတ်လန့်သွားခဲ့ကြတယ်အောက်မလေးအပင်ကြီးကစကားပြောတတ်တယ်ဟုတ်ပါတယ်ကျွန်တော်တို့ကဒီအကြီးကြီးကနေအပြင်ကိုထွက်နိုင်မယ်လဲရှာနေရပါဒါလို့ဆိုရင်ရှေ့ရက်ကိုတက်တဲ့သွားပါရှေ့ရက်ကိုတက်တဲ့သွားလိုက်ရင် အိမ်ကြီးရဲ့ပြင်ကိုရောက်နိုင်မလားဟမ်အဲ့တော့ကျုပ်လည်းတေချာတော့မသိကျုပ်စီရောက်လာတဲ့ဧည့်သည်တွေကိုခုတိုင်မပြောခိုင်းထားလို့ပါဟမ်ဘသူကပြောခိုင်းထားတာလဲအဲ့တော့လိုအပ်ချက်ဖြစ်လို့ပြောပြလို့မရပါဘူးမင်းတို့ကလုံးဘေးကင်းကြပါစေအဲ့လိုပြောပြီးတော့တစ်ပင်ကြီးကငြိမ်သက်သွားခဲ့တော်တယ်ဒါဆိုတို့တွေဒီအကြီးကြီးကပြန်မထွက်နိုင်ဘလို့လို့ကြမလဲကဲပါတစ်ပင်ကြီးပြောပြတယ်လို့ရှေ့ရက်ကိုပဲအရင်သွားကြည့်ကြတာပေါ့ ဒါလို့နဲ့ပိုထုတို့နဲ့ရှေးရက်ကိုပြန်ထွက်လာခဲ့လိုက်ကြရင်အနောက်တော်ပိုးထူးတို့လည်းအေကန်တကန်းကိုပြောင်းရောက်နေခဲ့ကြတာပါ။ဂျီနီယာကိုပြောင်းရောက်လာပြီဆိုတော့ဒူးတွေထွက်လန်းတဲ့နင်းနေပြီထင်တယ်နော်။ဟုတ်လောက်တည်းဟာရောက်ရင်လည်းမြင်မြန်ရောက်မှာပဲ။ငါဒီရင်ကြီးထဲမှာမနေကျင်တော့ဘူးကြောက်လာပြီ။ခဏလေးပါတော့ပေါ့ရဲ့ တို့ရီအပြင်ကိုပြောင်းနိုင်အောင်လို့ငါစူးစားပါမယ်။အဲ့ဒီအချိန်မှာပဲထိုင်ကုန်မှထိုင်နေတဲ့တရေတကောင်ရဲ့ပုံရိပ်ကတပြေးပြေးနဲ့ထဲလာခဲ့တော့တာ။မင်းတို့ဖွဲကတတ္တိတော့တော်တော်ကောင်းတာပဲ။ဒါပေမဲ့ဘလို့လုပ်မလဲ။မင်းတို့ဒီရင်ကြီးတွေကနေဘယ်တော့မှပြန်ထွက်နိုင်မှာမဟုတ်တော့ဘူး။ညာဘာလို့လဲ။ဘာလို့ဆိုဒီရင်ကြီးကအဝင်သာရှိပြီးအထွက်မရှိလို့ပဲကွ။အဲ့ဒါတော့ကျွန်တော်လက်မခံဘူးဗျ။ဝင်ပေါင်းရှိရင်ထွက်ပေါက်လည်းရှိမှာပဲ။ဟုတ်တယ်ဟုတ်တယ် ဒီမှာကိုကြီးတည်းကျွန်တော်တို့ခုလိုပြောနေတာဒီရင်ကြီးတည်းကနေထွက်မသွားစီခြင်းလို့မဟုတ်လားဟမ်ထွက်မသွားစီခြင်းဟုဆိုတာတက်သူ့လိုအစားပြေနေစီခြင်းလို့နေမှာပေါ့ဟဟမင်းတို့ကဘယ်ဆိုးလို့တော့ကျုပ်စိတ်ကိုအတွင်းကြကြသိတာပဲဟမ်သိဆိုကျွန်တော်တို့ကတရေဖန်းနေဖို့ထုတို့အဖွဲပြဟမ်ဖို့ထုတို့အဖွဲဟုတ်လားဖို့ထုအဖွဲကဘယ်လိုမျိုးလဲကျွန်တော်တို့ကြောင့်မသိသေးဘူးနဲ့တူလေကျွန်တော်တို့ဒီရင်ကြီးတွေကနေထွက်လို့ရမယ်လမ်းကိုပြောပြရင်ပြောပြ မပြောဘူးဆိုရင်ကျွန်တော်နဲ့တွေ့မှာခုလည်းတွေ့နေပြီလေဘလို့ထက်တွေ့ရအောင်မလဲကြာပါရင်ကပရမင်းလက်စွမ်းပြလိုက်တာပေါ့ Okay okay အဲ့လိုပြောပြီးငပိန်ကသူ့ရဲ့တိုင်းခွက်တီကိုတခုပြီးတခုထုတ်ပြနေကြတော်ရင်ဟာအဲ့ဒါဘာလုပ်နေလဲကပြနေရလားဘာလုပ်နေမဲသိအောင်လာပြီဗျာအဲ့လိုပြောပြီးငပိန်ကတရဲကိုသူ့ကံကြံပြီးနေနဲ့လှုပ်ကန်နေရောရင်အာ အမလေးပြတော့တော့ပါတော့အဲ့လိုနဲ့ငပင်လေးတရေတီကိုကန်းနေရရက်လိုက်တော့လားကင်ခုကျွန်တော်တို့ကြောင်တိပြီလားတိတိပါပြီဒါဆိုထွက်လန့်ဘက်မှလေဟိုအဲ့ဒါဟိုကျွန်တော်ကလမ်းပြပါဟာအဲ့ဒါဆိုလေစောစောလေးကသမီးတို့ကိုလမ်းပြပေးတာမဟုတ်ဘူးဒီတရေကိုကြီးကအရင်ညစ်တာပဲဟမ်မလုပ်ရဲပါဘူးဗျာဟိုပြန်လန့်ဒီဘက်မှာပါ ဒါလို့နေဖို့သူတို့လေးတရားလမ်းပြရဲ့နောက်ကိုလိုက်တော့ခင်ကြရင်ဒလုံနဲ့ပို့သူတို့ကသူတို့ပထမဆုံးရေခဲတောက်ခဲ့ကြတဲ့တွင်းနောက်ကို ပြေးအောင်လာခဲ့ကြတာပါဟမ်ဒီနေရာတို့တွေပထမဆုံးရေခဲတောက်ခဲ့တဲ့နေရာပဲဟုတ်သားပဲဘလို့ဖြစ်ပြီးတော့ဒီကိုပြေးအောင်နေရတယ်ဒီရေတွင်းကတို့တွေတင်သားတယ်လို့အပြင်မှာရှိနေရမဖြစ်နိုင်ဘူးဟုတ်တယ် ဒီကောင်လေးပြောသလိုပဲဒီရင်ကအိမ်ဝကြီးထဲမှာရှိနေရပါဒါဆိုဒီရေရင်းဟောင်းကအပြင်မှာရှိနေရဲ့ရေရင်းဟောင်းနဲ့ဆက်ဆက်နေရလားဟင်ဟုတ်ပါတယ်မင်းတို့တွေအဲ့ဒီရေရင်းကရေကိုတောက်လိုက်ပြီလို့ဒီကိုဆွဲခေါ်ခံရတာပါအဲ့ဒီတွင်ကရေကိုမတောက်ပြခင်အလင်းရောင်နေဖြာထက်နေရဲ့အိမ်ဝကြီးကိုလည်းမြင်ရမှာမဟုတ်ပါဘူးအဲ့ဒီလိုကိုဒါဆိုကျွန်တော်တို့ကဒီရတွင်းရေကိုပြန်ခတ်တောက်ရမှာလားဝါမင်းတို့ဖွေကတော်သားပဲဟုတ်တယ်ဟာ ဒီရေကိုပြန်ခတ်တောင်းလိုက်တာနဲ့မင်းတို့ပြင်ကိုပြန်ရောက်သွားမှာပါရေအဲ့လိုဆိုရင်ငါရင်တောက်မယ်အဲ့လိုပြောပြီးတော့တော်ဘွားကတွင်းထဲရရှိကိုလက်နဲ့ခတ်တောင်းလိုက်တော်တယ်ကဲကဲအကုန်လုံးခတ်တောင်းကြတာပေါ့ဒီလိုနဲ့ဖို့ထုတို့သုံးယောက်သာရေကိုလက်နဲ့ခတ်တောင်းလိုက်ကြတာအခုတည်းကျွန်တော်တို့ကိုလမ်းပြပေးလို့ကျေးဇူးတင်ပါတယ်ဟုတ်တယ်ဗျဆောစောကကျွန်တော်ကန်ခဲ့မိတာတွေကိုလည်းတောင်းပန်ပါတယ်ရပါတယ်ဗျာ ကျုပ်လည်းမင်းတို့လေးတွေကိုခေါ်တားခြင်းမင်းလို့အမလုံမိသွားတာပါဟာဒီရင်ရဲ့စီကန်းချက်တိုင်းဆိုရင်တော့ကျုပ်ကအဲ့လိုလုပ်လို့မရပါဘူးတရားထီစကားဆုံးမှာတော့ဖိုးထူးတို့လည်းပြောက်ကွယ်သွားခဲ့တော်တယ်ဘယ်လိုနည်းဖိုးထူးတို့လည်းသူတို့ပထမဆုံးရှောင်းနေတဲ့တော်လန်းလေးကိုပြောင်းနေခဲ့ကြတာပါအပြင်မှာမှောင်နှောင်နေပါလားဟုတ်ပါနော်ဒါငါတို့ပထမဆုံးရှိနေခဲ့တဲ့နေရာပဲဟာ ဝါပြည့်ပြတ်တွေကမြန်ဆန်လိုက်တာငါတို့ဝင်ကပိုင်နဲ့ကိုရောက်သွားခဲ့တာပဲဟုတ်တယ်ဟာဘလို့ပဲဖြစ်ဖြစ်ပြန်ထွက်နိုင်ရဲ့လို့တော်ပါသေးရဲ့ဒါနဲ့ခုမိုးလဲမှောင်နေပြီဆိုတော့တို့အိမ်ကမိဘတွေစိတ်ပူနေလောက်ပြီဟာဟုတ်တယ်ဘုသူရဲ့မြေမြပြန်ကြတာပေါ့ဒါလုံးနဲ့ဘုသူတို့လည်းအဲ့ဒီနေရာကထွက်လာရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့တယ်